ဒကာကြီးတဦးသူဦးစင်ကိုနှံခဲ့တဲ့နှစ်နှစ်လောက်ကိုအချောက်ဖူးတယ်။တရားထိုင်တာဒီလဲတရားခမ်းမြတ်များသူကလိလလိုင်းစားပြီးအထုံထားပါတယ်။တရားလည်းတော်လေးကောင်းပါလား။ကောင်းတော့သူကဖန်ဆောင်နေပြီးကြတဲ့ဒကာလေးတစ်ခု။တပည့်တော်တပည့်တော်တရားအကုန်တိုက်ပြီလို့ဒီလိုလည်းဒီလိုလက်ခံခံပြန်။စိတ်ချမြုံကြည့်ထားတာ။ ဒီဘောမှာတော့သတ္တိတရားတွေကိုလိုက်ပြီးကြာခွင်းနေဖို့မလိုတော့ဘူးဆိုရင်ဘုန်းကြီးဆက်ပြီးဒီကိတော့လဲကိုတရားပဲကိုနှလုံးသိပြီးဒီနဲ့နေတယ်။ဒီနဲ့နေတဲ့အချိန်ကကျတော့ဒီကကြီးဒီနဲ့ပုံလေးဥစဉ်နေနေပြောပြသမ်းပါလို့သူ့ကိုနည်းနည်းသိချင်လို့အချိန်လေးလေးဒီကကဆွတ်ခတ်တယ်သူကဆွတ်လိုက်ကြည့်ဆိုလို့ရှိရင်တော့ခန္ဓာအိမ်မှာသူကအလုံးကြီးပြီးတော့လဲတော့ပထမတစ်ခါတည်းအပုံလေးတွေအပုံလေးတွေတွေ့ပြီးဒီပုံလေးတွေကဒီပြင်းပြပြောက်ပြီးအနောက်ဆုံးကြီးပြီးတော့ပြင်းနေတယ် အဲ့ဒီမှာသင်္ကိန်းကတတ်ခလိုက်ခြင်းဖြင့်မပြေတော့အဲ့ဒီဈာန်တော်ဒုက္ခလေးကိုသူကအငြိမ်းတိုင်းခံစားကြည့်လိုက်အဲ့ဒီအဖြစ်နဲ့ရှိဒီလိုကရထားတော့ကျင့်တတ်နေတယ်ကိုတရားကိုဒါပေမဲ့လည်းတနေ့မှပြီးတော့မခွဲနိုင်မဖြစ်ဘူးအသက်အန္တရာယ်ဖြစ်ရမယ်ခွဲသိမ့်မယ်ရောမသိရမယ်ရောကတခုခေါ်လာတယ်ခေါ်လာတဲ့ချိန်ကကျတော့ခွဲသိခံရဝင်ပြီဝိညာဉ်ကလည်းဒီလောက်တော့ဝိညာဉ်ဖြစ်နေပြီခွဲသိခံရတဲ့ဝိညာဉ်ဖြစ်တော့ ဒီသင်္ခါမငါအတွက်အာဟုရာဒုက္ခတရားပဲဆိုပြီးတော့တရားဒီကိုတပြီးတော့ပြန်နှလုံးသွင်းလို့ပြာတရားဒီတစ်ခုမှပြန်မပေါ်တော့ဘူးအဲ့ဒီမှာတပြီးတော့လန့်သွားတယ်ငါတရားဟာတကယ်တမ်းအရင်ကြည့်လိုက်အောင်အာမခုတဲ့ဒီလိုဆိုတာသဘောပေါက်သွားတယ်ဆိုပြီးသူကအယောက်ထားဘူးနော်ဒါကြောင့်ဒီကကြီးတွေတော်တော်တတိရှိကိုတို့ခုနကမေဘဲနဲ့ကြုံနေတဲ့လန်တာအလောင်းကြည့်တဲ့ဒီဟန်တော်ကြည့်ပေါ့နော် ကနကသောတန်ဥပဒသုတ္တမဘုရားအမခန္ဓာရဟန္တာသုညရဲ့အခါကျတော့ဒီတရားကြီးပြန်မပေါ်တာမျိုးဟုတ်လားဟုတ်ဘုဘဘဘအကြီးပေါ်နေတယ်တရားကြီးဘာဖြစ်လို့လဲဒီဘက်ရုပ်ဘဝယဟန္တာဘဝလေဟိုဘက်နတ်ဘဝသိတဲ့ခဏလေးတကယ်ဆိုအလဲကောင်းမှသိတဲ့ခဏခံနေတာမရှိဒီဘက်မှာတရားရှိနေဟိုဘက်မှာလည်းရှိရမယ်ဘုမမနဲ့နတ်သားတို့ကြည့်ပေါ့ဒီဘက်မှာတရားအထုတ် ရအထုထရင်နဲ့ကျန်တော်မူသွားတယ်ထရင်နဲ့ကနောက်ကြီးရောက်ပါတယ်နောက်ကြီးရောက်မှမသိလိုက်နန္ဒမီတွေကနေပြီးတော့မှန်ထောင်ပြီးတော့ဝိုင်းပြီးစားကြပါပဲဘုန်းကြီးတို့တမန်တည်လို့နန္ဒမီတွေလည်းဟာတော့ပါဟုတ်တယ်မလားအဲဒီခါကျတော့မှမျက်စိဖွင့်ကြည့်လိုက်တဲ့ခါကျတော့နောက်ကန်းစားရင်းနဲ့မျက်ပြည်နဲ့လောက်ကရောက်နေတော့ဘုရားဟုတ်တယ်တွေ့တဲ့ခါကျတော့မှမိမိဆံနဲ့တောင်းတနေတာကနိဗ္ဗာန်ရရှိတာကနတ်ရောင်တို့ပြည်အမတန်စိတ်တည် ကျန်ခင်းပြီးနောက်ဆုံးနတ်ဘုံမိဘာကြီးနဲ့ဆက်ပါဘုရားရှင်တိုင်းချင့်ကပ်ပြီးအကျိုးကြောင့်ဆရာထတော်မှာမြတ်စွာဘုရားတရားနိုင်ကြတဲ့အတွက်ကိုရှင်ကမှာသွားတော့ကဤဘောကနော်ပြောလို့ရင်ကတော့ဒီလိုတရားအထောက်ပြီးသိတဲ့ပုဂ္ဂိုလ်တွေအတွက်ဝိပဿနာဇောတိတဘုံသာမှန်သုံးနေပါပြီခွန်ကားတွေသုံးနေလို့ကျုံးနေတဲ့ပြေးသွားခဲ့ဖြစ်လေပန်းပန်းဘုံကမကြွေးမဝေးတရားတွေသိခြင်းတရားကဤဤ ယောဂီဒီအလုံးဒီနေ့ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။အဲဒီတော့သင်ချင်းများရင်ဆိုင်ရတဲ့အချိန်ကမှအတ္တမုံလားမရဏလို့ခေါ်ဆိုအပ်တဲ့မတူမဝေသေတဲ့သင်ချင်းဖြင့်ပေတတ်ဖို့ကတော့ကျွတ်တင်ပြည့်စုံဖို့မရှိရင်ဖြစ်နိုင်မှာမလား။မဖြစ်နိုင်ဘူး။ဒါတော့ပိဋိရှိဖို့အကိကောင်းပါနော်။ဘဝတက်ဖို့ကိုရမယ့်အတ္တမှာအရေးကြီးဆုံးအခြေခံဘူး။တလောကကြောင့်တဲ့လောကတစ်ခါကပြဇာဏန္တိယဉာဏ်ကြီးတွေလည်းမရှိကြဘူးနိယတမိစ္ဆာတိတိပါတော့မရှိဘူးတစ်ခါကြည့်လိုက်ဉာဏ်တော့လည်း ဗန္တရားကြီးကလက်တိတိုင်အောင်မပြောကြဘူးမရှိဘူးဆိုရင်မိမိတို့အတွက်အရင်အကြီးဆုံးအချိန်ကတော့မရဏတနာအခါပဲရေဇာဏဏိယကံဒီရှိနေတဲ့ဇာတတတို့ပုဂ္ဂိုလ်ကိုဖို့ကတော့ကောင်းမှုတွေဘယ်လိုပင်လုပ်တော့လဲအပယ်ကြီးတွေရောက်အောင်ဖြစ်နေတော့သူတို့အတွက်ကတော့တဏှာကရမီလာရဲ့တိတ်တော့လေဇန်ဒီတို့မပြောတင်းတိတိုင်အောင်မရောကြအောင်အဆုံခန့်နေတဲ့သူတို့ကောင်းဒီဖို့ကလည်းကြိတ်တယ်သူတို့သူတို့သွားရမယ်ဂျမတ်ကြီးတဏှာသွားတယ် အဲ့ဒီတော့နှစ်ဖက်တစ်ဖက်ပဲမရှိဘူး။ဇံဘက်ကလည်းခိုင်းတာကမရှိဘူး။မကောင်းတဲ့ဘက်မှလည်းပြန်ဆန္ဒနည်းကကစားတဲ့အရင်ကြီးတဲ့ကံကြီးတွေမရှိဘူး။အဲ့ဒီလိုပုံစံတွေအတွက်အရင်ကြီးဆုံးအချိန်ကဒေဂဏိကလည်းဒီဒေဂဏိကလည်းမအဖြစ်ပေးပါဘူး။အဖြစ်ပေးတဲ့အချိန်ကကျတော့ဒီမရဏနာနာဇောကကုသိုလ်ဇောဖြစ်ခဲ့ရင်ကောင်းတဲ့ပရိယောက်။ဘဝမဆုံးသေးတဲ့ပုံစံတွေပြောတာဆိုနော်။မရဏနာနာဇောဒီအကုသိုလ်ဇောဇောနေမယ်ဆိုရင်တော့မဖြစ်နဲ့။ အပယ်လေးကိုရှင်းပြရအောင်ဒီကဏ္ဍကလားနော်သင်္ကန်းကြီးသားမိမိအမတန်ချင်းမြတ်နှုတ်ရတဲ့ခန္ဓာအင်းမိမိအမတန်ချင်းမြတ်နှုတ်ရတဲ့သာငယ်၊ဗမီငယ်၊သတိငယ်၊ဉာဏ်ငယ်ဖြစ်တယ်နောက်ဆုံးဘယ်တော့မှမတွေ့ခဲ့ရတော့ကြောင်းကြည့်အခွဲရတော့ခုခဏလေးခွဲတာကြောင့်မှဘယ်လိုဖြစ်နေဟမ်ဘုံမှာနောက်ထပ်ဘယ်တော့မှမတွေ့တော့ဖွဲ့ခြင်းဖြစ်ခွဲရတော့မယ်အဲ့ဒီအချိန်ကမှဝမ်းမနေဘူးဝမ်းနေဘူးဝမ်းနေဘူးအဲ့ဒီမှာ ဒီဒီကုန်နေအောင်နေနေထမ်းနေတဲ့တော့အဲ့ဒီတော့တင်ပြည့်စုံမှုမရှိရင်မဖြစ်နိုင်။အဲ့ဒီခါကျမှဝမ်းနေတဲ့စိတ်နဲ့ဘဝကိုအဆုံးသတ်သွားခဲ့ရင်ယူဆကလမ္မောဟံမရဏကိုခေါ်တယ်။ဒီဒီဘဝနဲ့ဘဝကိုအဆုံးသတ်ရပြီးမြည်တယ်။မြည်တဲ့ကိုဆိုတာကတော့မကောင်းတဲ့ဒီပြည့်အမျိုးမျိုးတွေလုံကျုပ်ခဲ့အခုလေမကောင်းတဲ့အကုသို့အမျိုးမျိုးတွေကိုလုံကျုပ်ခဲ့အခုလေအဲ့ပြဒုက္ခကိုသင်္ကန်းကြီးကလာမှာ မတော်တဲ့နိမိတ်တွေထင်လာပြီဆိုတဲ့အခါကျတော့မဝန်နဲ့ကြည်ပွဲပြီးတော့ဘုရားကိုအဆုံးတန်ခဲ့ရဒီပုဂ္ဂိုလ်ရဲ့တင်းကြီးဟာလေနမောဟမာနနန္ဒနိနာကအဲ့ဒီပုံစံမျိုးတော့မရှိဘူးဒါပေမဲ့တော့တေကန်ဒီမှာအကုရတစ်ခုရှာဖွေဒီလည်းပဲကြည့်လိုက်တော့လေအမကောသမာဓိကြည့်လိုက်တော့လေအကုလို့မြတ်ခဏကတေကန်ကြီးပုံစံပေါ့ဉာဏ်ပိုင်းကြည့်လိုက်တော့လေအကုလို့မြတ်ဘာမှပြန်မိတရားတွေကနှလုံးသွင်းလို့မရတော့ဖြစ်လာလေကုဝံတော့ကကြီး ဖြစ်ပါလေ။အဲ့ဒီလိုနဲ့ဘောအဆုံးတိုက်ဖြစ်ရလို့ဖြစ်မယ်။ဒါနဲ့သံမောဟကရဏ။အဲ့ဒီလိုသံမောဟမရဏနဲ့နေခဲ့ရင်တော့ဘာတူတူရောက်ပါ့မလား။မရောက်တော့ဘူး။ဒါမိမိတို့ကောင်းရသူတိကိုရောက်နေတဲ့ရောက်နေတဲ့ဤကောင်းလံကောင်းစနစ်ကောင်းကြီးကြီးပြည့်တဲ့အဲ့ဒီမိမိအတွက်အရေးကြီးတဲ့လုပ်ငန်းခွင်တွေကိုမလုပ်ခဲ့သူတို့ဘာတို့တားတဲ့တမိတဲ့ဒနီးတဲ့ဤတဲ့ တင့်အတွက်လည်းဘဝကအချင်းကြီးအများကြီးအသုံးချနေကြမယ်ကိုရင်အဲ့ဒီတော့ပုံကိုယ်နဲ့မိုက်တဲ့အကုတ်ကိုသိအောင်မလားမကြည့်ပါဘူးခံပတိထားကြနော်